ဆောင်းဝင်ရဲ့ခက်ခဲတဲ့သူတွေကိုနေ့စဉ်ဟင်းလူလုံနေခဲ့ပေမယ့်မီဒီယာတွေခေါ်ကကြားဝါခြင်းမရှိတဲ့နန္နာလိုင်းတို့မိသားစုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုနောက်ပိုင်းမှာတော့အနုပညာလောကကအနုပညာရှင်တွေဟာသူတို့ရဲ့ပြုမှုသိပ်ဖွားကစားမီဒီယာခေါ်ကချပြတဲ့ခေတ်ကြီးကို ဖြစ်လို့နေပါပြီ။ကြားပြီးအလူတန်းလုံရင်လည်းလှူပေးတဲ့သူတွေကိုမှအာမနာမျက်နှာကိုမဖြတ်ဘဲပေါ်တင်က ဓာတ်ပုံရိုက်မှတ်တမ်းယူဖို့ကသာအရေးကြီးဆုံးအလုပ်တစ်ခုလို့ဖြစ်နေခဲ့ပါတယ်။လူများသူငါတွေစီကနေပရိုက်တာစိတ်ပြေဝတဲ့သူအလူတန်းရရတဲ့သူဆိုတဲ့ဂုံဘုတ်တွေကိုရရှိဖို့တွင်အလူလုံတိုင်းမှာမီဒီယာခေါ်ကဘာလို့နေပါကြောင်းကိုအမြဲတမ်းချပြနေကအလုံရှုံနေတတ်ပါတယ်။နန္နာလိုင်တို့မိသားစုကတော့ချမ်းသာကြောင်းကိုကြားဝါခြင်းမရှိသလိုလူတန်းတော်ကိုလည်းလူသိအောင်လုပ်ရတာလုံးဝမကြိုက်ပါဘူး။နန္နာလိုင်ကတခေတ်တခါရဲ့အောင်မြင်ဆုံးမင်းသမီးအနေနဲ့ရှက်ရှက်တောင်အောင်မြင်ခဲ့ပြီးနောက်မှာအောင်မြင်မှုတွေကိုဝါသွားပြီးဖြစ်တဲ့အတွက်အမှုပညာအလုံးကိုရှက်လိုက်ပါတယ်။ ထပြင်လူအများရဲ့ဝေဖန်ခဲ့ရတာတွေချီးမွမ်းခင်ရတွေကိုမလို့ကျင်နာကြောင်းမီဒီယာနဲ့ပါအဆက်အသွယ်ဖြတ်ထားတာပါ။ထပြင်လူတန်းတွေကိုလည်းမီဒီယာတွေခေါ်ကားမချပြပါဘူး။နန္နလိုင်းတို့မိသားစုကအလူတန်းရရောတက်စားတဲ့သူတွေဖြစ်ပါရီ။ပြီးခဲ့တဲ့ရက်ပိုင်းကစားလို့လေချိုးတဲ့တဲ့သူတွေကိုဟင်းလူတွေစားလို့နေခဲ့ပါရီ။ကုန်စင်းတို့ကတဖြည်းဖြည်းမြင့်တက်လာချိန်မှာလူတွေရဲ့စားဝတ်နေရေးကလည်းခက်ခဲလာခဲ့ပါရီ။တနေ့တော့မိသားစုတွေချက်ပြုတ်စားတော့ဖို့တောင်မှအနိုင်နိုင်ဖြစ်လာပါရီ။ လူရင်းစားအချို့ကပိုရှန်လုံးနာကြောင့်မျိုးမျိုးဖြုံးတွင်းနေရပေမဲ့အချို့မှာတော့တကယ်ကိုပါခက်ခဲကြက်တဲလာကြရတာပါဒိတ်တန်တန်ကြီးခက်ခဲလာတဲ့အတွက်ချမ်းသာတဲ့သူတွေကတက်နိုင်တလားအလှပေးတဲ့ခါမျိုးသာအသက်ရှူချောင်လေရတာပါဒါကြောင့်မလို့လေချမ်းသာပြည့်စုံသူတွေဖြစ်တဲ့ဒဏ္ဍာလိုင်းတို့ကတနေ့လုံးတနေ့စားကဖျက်သန်းနေရတဲ့သူတွေအတွက်သူတို့တက်နိုင်သမျှအလှလေးကိုလှုပ်လာကြတာပါဟင်းလေးကိုကိုရိုင်းချက်ပေးကကြွကြွအီထဲထဲပေးလိုက်လူပေးတာဖြစ်ပါရည်တမိသားစုကိုဟင်းတစ်ခွက်ဖြစ်အောင်ထုတ်ပိုးကလိုက်ဝေပေးတာပါတထုပ်ဆိုရင်တမိသားစုလိုလောက်လောက်ကန်းကစားနိုင် င်နာမှုအတော်လေးကိုဆင်ပြေပါရည်အချို့လူတွေကတော့ကြွကြွအင်းနဲ့ပေးတဲ့ပုံမှာပြောချင်းကြပါရည်ခင်မုန်းဖြစ်သူကိုစေတီဟာကတော့ဟင်းတစ်ခွက်စားရဖို့ကအဓိကဖြစ်တာဘလို့ဖော့ရီကော်ဘူးတွေနဲ့မထည့်ပြီးတော့တာလို့ရှင်းပြထားပါရည်ဖော့ဘူးတွေနဲ့သုံးတာကပတ်စံပုံကုန်တဲ့အတွက်ဆိုပါနေရမှာကုန်ကြမဲ့ပတ်စံကိုဟင်းချက်တဲ့အထဲမှာပိုထည့်ချလိုက်တာဖြစ်တယ်ဒါကြောင့်မလို့လေလူမင်းများကိုပိုဝင်နိုင်မှာဆိုပြီးတော့ကိုစေတီဟာကရှင်းပြထားပါရည်ကိုစေတီဟာကသူပြန်လွတ်လာတဲ့နောက်ပိုင်းမှာစီဝိုင်းရေးလုပ်ငန်းတွေလည်းပြန်စလုပ်နေပြီဖြစ်တယ်လို့အလူတန်းတွေလည်းတက်နိုင်သလားလို့ကိုင်းနေပါ Sorry. အခုလိုဟင်းနေဝေးနေတာနှစ်ရက်ရှိနေပြီဖြစ်ကတက်နိုင်ရင်တက်နိုင်တယ်လို့လူတန်းသွားမှာပါ။ဒါပေမဲ့အခုလိုလူတန်းတာကမီဒီယာတွေခေါ်ကကြွားဖို့စီစဉ်မရှိပဲကိုစီတရားကိုယ်တိုင်ကကားနဲ့လိုက်ဝေးနေတာပါ။နာလိုက်တော့မီဒီယာတွေခေါ်ကကြွားဝရတာကိုလုံးဝမကြိုက်ပါဘူး။နာလိုက်ဆိုရင်သူ့ကောင်ကိုယ်တော်မှပိတ်ထားတာပါ။ခင်မင်းရင်းနေတဲ့တငယ်ချင်းတွေသာသူ့တင်တာကို မြင်ရတာပါ။ဒါပြင်ချမ်းသာကြွားတဲ့စီစဉ်တွေကိုသုံးဖြုံးကကြွားဝရမျိုးလေးတိတ်မရှိပါဘူး။စာဝတ်နေရေးခက်ခဲတဲ့သူတွေကိုနေ့စဉ်ဟင်းလူလုံးနေခဲ့ပေမဲ့မီဒီယာတွေခေါ်ကကြွားဝခြင်းမရှိတဲ့နာလိုက်တို့မိသားစုပေါ်မှာပြိ သက်တို့ရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်အဆုံးအထိတရှိဝါပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်နေ့တွင်ပါလဲစေဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်ရဲ့အသင်းနဲ့တူပြန်လာခဲ့ပါအောင်ပဲရှင်ဒီနေ့အောင်လောင်းတဲ့ဘက်နှုတ်ဆက်ခဲ့ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်